ာသနာတော်နှစ်2569ကောသာတက်ကြေ1389ခုတဇောင်မုံလာဇန်၄တဇောင်မုံလာဇန်14ရက်3ရက်17လ2025တနင်္လာနေ့မရရမြို့ပေါင်သေးကိုမတ်မေမျိုးသူနှစ်ဦးတို့ကမန္တလေးသစ္စာရောင်ကြီးပရိယတ်တိစာသင်တိုက်မှာပရိယတ်တိလို့အထုတ်ပြီးတော့နေကြတဲ့ တန်ဃာတော်ရှင်သူမြတ်တို့အားမင်္ဂလာစွန့်နေနဲ့လာပြီးတော့စွန့်ကတ်ကြတယ်အဲ့တော့ဒီမင်္ဂလာဇနီးမောင်နှံကိုမင်္ဂလာတရားအနေနဲ့ဥစဉ်ဘာပြောပြခြင်းသလဲဆိုတော့မင်္ဂလာတုတ်တန်ရဲ့အဖွင့်မှာမင်္ဂလာကိုဘလို့ဖွင့်တယ်လဲမေးရင်အိတ်ဒီတို့ဟုတ်ဒီတို့ဒီလိုဖွင့်တယ်အိတ်ဒီဆိုတာဘာလဲလို့မေးလိုက်တော့စီစဉ်ဥစ္စာဤပြည့်စုံခြင်း ကြည်ပွားတိုးတက်ခြင်းအကြောင်းသဘောတရားဟာအဋ္ဌိပဲဟုတ်ဒီဆိုတာဘာလဲမြေဟုတ်ဒီကလည်းကြည်ပွားခြင်းတိုးတက်ခြင်းပဲခနေ့မင်္ဂလာဥဇနီးမောင်နှံမှာမိမိတို့ရဲ့ဘဝခရီးအစနှစ်ယောက်လက်တွဲပြီးတော့ဘဝခရီးကိုရှောက်ကြတဲ့အခါမှာဘဝကိုဘာနဲ့စသလဲမေးလိုက်တော့ဟာမင်္ဂလာဆုံးကတ်ခြင်းလို့ခေါ်တဲ့ကောင်းမှုမင်္ဂလာနဲ့ဘဝကိုအစပြုတယ် နောက်တကဗုဒ္ဓကြီးပွားတယ်ဆိုတာဘာလဲလို့မေးရင်ဥပမာအဖြစ်တော့သရုပ်သားဟာမိဘနှစ်ပါးရှိတယ်မင်္ဂလာပြုလိုက်ပြီဆိုကြတဲ့ကသရုပ်သမီးရဲ့မိဘနှစ်ပါးဟာလည်းငါမိဘနှစ်ပါးဖြစ်ပြီလို့ဒီလိုမှတ်ရမယ်မိဘနှစ်ပါးနဲ့လေးပါးဖြစ်တယ်ဒါတိုးတက်လာတာသရုပ်သမီးကလည်းဒီတိုင်းငါမိဘနှစ်ပါးရှိတဲ့ပြင်သရုပ်သားရဲ့မိဘနှစ်ပါးဟာ ငါမိဘနှစ်ပါးပဲငါမိဘလေးပါးဖြစ်ပြီလို့ဒီလိုမှတ်ရမယ်အဲ့တော့မိဘနှစ်ပါးကနေလေးပါးဒီလိုတိုးတက်လာတာနောက်တစ်ခါသရုတ်သားရဲ့ညီကိုမောင်နှမတွေဟာသရုတ်သမီးတွေငါညီကိုမောင်နှမတွေပဲသရုတ်သမီးရဲ့ညီကိုမောင်နှမတွေကိုလည်းငါရဲ့ညီကိုမောင်နှမတွေပဲလို့ဒီလိုမှတ်ရမယ်အနှစ်ချုပ်လိုက်ရင်တော့မိသားစုတစုကနေနှစ်စုဟာ ငါတို့အတွက်တိုးတက်လာခြင်းပဲလို့ဒီလိုမှတ်ရမယ်ဆိုလိုတဲ့အိဗယ်ကသူမိဘကိုလည်းကိုမိဘတပွဲကိုမိဘကိုလည်းသူမိဘတပွဲသူ့ရဲ့ကိုညီကိုမောင်နှမတွေကိုလည်းကိုရဲ့ညီကိုမောင်နှမတပွဲဒီလိုမျိုးစိတ်ထဲမှာဆွဆွမြဲမြဲမှတ်ပြီးတော့ကျင့်သုံးနေထိုင်ကြရမယ်လို့ဒီလိုမှတ်ပါနောက်တကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကြီးပွားချမ်းသာဖို့အတွက်ညွှန်ကြားချက်ဒီဟောတာတဲ့အထဲမှာ ဧကေနဘောဂေဘုံစေယဒွိဟိကံမံပယောစေသတုတ်ထေသဏိရာပေယအာပရာတုဘဝိတတိဧကေနဘောဂေဘုံစေယရထားတဲ့စီစဉ်ဥစ္စာကို၄ဘုံပုံလိုက်၄ဘုံပုံလိုက်တော့တဘုံကိုမလုပ်ရမလဲမေးရင်ဧကေနဘောဂေဘုံစေယတဘုံကိုတော့စားလိုက်တဲ့ဒွိဟိကံမံပယောစေနှစ်ဘုံကိုတော့ပွားလိုက်တဲ့ စတုတ်တင်သဏိရာပေယအာပရာသူဘဝိတ္တိတဲ့လေးခုမြောက်အပုံကိုတော့အရေးကြုံလာရင် သုံးဖို့ဆွဲဖို့အတွက်ထားလိုက်တဲ့ဟောဖခင်ကရလာတဲ့စည်းစိမ်ကို လေးပုံပုံတပုံကိုထားနှစ်ပုံကိုပွားနောက်ဆုံးတပုံကိုတော့အရေးပေါ်အရေးပေါ်သုံးဖို့အတွက်ထားစားရမယ်ပွားရမယ်ထားရမယ်ဒီလိုမှတ်လိုက်အဲ့တော့မြတ်စွာဘုရားကတတဝါတွေ ကြီးပွားစေခြင်းနဲ့စိတ်စေတနာအပြည့်နဲ့ဒါဟောတယ်လို့နားလည်ကြလှူခြင်းနဲ့ဘယ်ကလှူရမှာလဲစားမယ်ထဲကလှူတယ်လှူဖို့အတွက်ပုံထားလိုက်လို့ဘုရားမပါဘူးเนาะလေးပုံမှာလှူရမှပုံမပါလူရမပုံမပါတော့လှူခြင်းနဲ့ဘယ်ကလှူရမလဲမင်းစမဲ့ထဲကလှူတယ်။ကိုမကိုကစံလေးနိုးစပူတလုံးချက်တယ်ပေါ့။အဲ့ချက်တဲ့နိုးစပူတလုံးထဲကတစ်စောင်းမှတစ်စုံလေးလောက်လှူပေါ့။ အမနဲ့လည်းဒီတိုင်းနေလည်းလည်းဒီတိုင်းဒါဆိုသူကအလှူကဖြစ်နေတာနံပါတ်၁ကလှူပြဖို့ပဲစမဲ့ထဲကလှူဆိုတော့အဲ့ဒါမျိုးပြောတာရှေ့ရှေ့တုန်းကလူတွေကဘာလို့ကြတော့မင်းစံတပီချဲ့ရတယ်ဆိုရင်အဲ့ဒီတပီတဲ့ကတဆုပ်လေးလောက်ကိုဘေးကခွဲထားတာအဲ့ဒါဘာလို့တော့လှူဖို့စံပဲတဆုပ်စံလို့ဒီလိုခေါ်တာကိုလှူမဲ့ထဲကနေအဲ့လိုခွဲကိုစမဲ့ထဲကနေခွဲခွဲပြီးလှူထားတာအဲ့ဒါဘုရားဟောတဲ့အညီပဲအဲ့ဒါဘုံကိုတော့စားပါ နှစ်ပုံကိုတော့ပွားပါတယ်စီးပွားရေးလုပ်ငန်းလုပ်တဲ့ကပို့ပြီးတော့ဆင်ပြေဖို့အတွက်ယင်းဒီမြုပ်နှံမှုကိုဖခင်မျက်မျက်လုပ်ခိုင်းတယ်အဲ့ဒါကို ကြည်ချင်းအပြင်ဖခင်တတ္တဝါတွေပေါ်မှာတော်တော်ကိုချမ်းသာစေချင်တာပဲဆိုတာနားလည်ကြရမယ်နောက်တကလေးခုမြောက်ကြတော့အပရာဓုဘဝိတ္တိအရေးပေါ်ကိစ္စကြုံလာခဲ့ဖို့ကြုံလာရင် သုံးဖို့တွေတဲ့စတုတ်ထင်စားဏိဓာပေးရလေးခုမြောက် ပုံကိုတော့တင်ထားပေးပါ ကျမရေးအတွက်လူမှုရေးအတွက်ဟာအရေးပေါင်းဆုံးပေါ်လာရင် သုံးဖို့ဆွဲဖို့အတွက်ထားပေးတယ်ဟောတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ကြီးပွားရေးလမ်းညွန်ချက်လို့ဒီလိုပြောလို့ရတယ်နောက်တကစီးပွားရှာတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားက ပြားတယ်လို့ကြင်ညာတဲ့ဒီလို တိုက်တွန်းတာလည်းရှိတယ်ပြားကိုပုံပြအရေးစု၍ထားမှုလိမ်မှလွန်ချမ်းသာဤ ရင်မာတော်တို့ဝမ်းဝယုံမြရှာကမပြတ်မရငတ်ဤပြာကောင်လေးတွေကြည့်ပြာကောင်လေးတွေရှာကြတယ်ဖွေးကြတယ်ဘယ်နေရာသွားရှာကြတယ်လဲမင်းပန်းလှလှလေးတွေရနံကောင်းတဲ့နေရာလေးတွေမှာသွားရှာတယ်ပန်းလှလှရနံကောင်းတဲ့နေရာလေးတွေမှာပန်းအုပ်ကြီးလေးတွေကိုစုပ်ယူလိုက်ကြတယ်သူတို့စုပ်ယူလိုက်လို့လည်းပန်းမှာအလှလည်းမပြတ်ဘူးရနံလည်းမပြတ် ဲ့ဒီယူသွားတဲ့ပြားကြီးကိုလည်းဘာဝုတ်ကြီးတွေကိုလည်းဘာလုပ်ကြတယ်လဲမင်းခိုင်မာတဲ့နေရာမှာတေချာစွာအုံဖွဲ့ပြီးတော့ထားတယ်အဲ့ဒါကိုပြားကို ပုံပြူအကြီးစု၍ထားမှုလင်ကွာလွန်ချမ်းသာဤလို့ဒီလိုပြောတာအရေးပေါ်ကိစ္စတွေကြုံလာပြီးလေကြီးမိုကြီးကြပြီးဆိုရင်တို့ရှားဖွေထားတာရှိတဲ့အတွက်ဒါကြောင့်တို့တို့တွေမှာဒုက္ခမရဘူးကိုယ့်ရဲ့ရှားဖွေသိသိထားတာလေးကိုပဲထိုးပြီးတော့စားသွားကြတယ်အေးအဲ့ကြောင့်ဂနေ့သတို့သမီး တို့သားတို့မောင်ထွေးကိုတို့မှတ်မေမျိုးသူတို့ပြားလို့ကျင်းကြပြားကောင်လေးတွေသူတို့ကြောင့်မို့ပန်းတွေရနတ်မပြဲဘူးအလမပြဲဘူးဟာကိုလည်းပဲဒီတိုင်းစီးပွားရှာလို့ကိုချမ်းသာပြီးသူများဒုက္ခရောက်တာမျိုးမဖြစ်ကြစေနဲ့ကိုကြီးပွားပြီးတော့သူဆုပ်ယုပ်သွားတာမျိုးမဖြစ်စေနဲ့ကိုကတော့အမြင့်ရောက်ပြီးသူ့ကြတော့ဘဝပြည့်ကျန်ခဲ့တာမျိုးတွေမဖြစ်ကြစေနဲ့ပေါ့စီးပွားရှာတဲ့အခါမှာပြားကိုကြည့်ပြီးတော့ ရှားကြပါလို့ဒီလိုတိုက်တွန်းပါလေရင်မာတော်တုံဝမ်းဝယုံများရှားကမပြတ်မရငတ်ဤရင်ကောင်းနေကြတော့မဟုတ်တဲ့နေရာမှာသွားပြီးတော့သူတို့တွေစုဝေးကြတယ်ဟာအပုတ်တွေရှိတဲ့နေရာအဆက်တွေရှိတဲ့နေရာမကောင်းတဲ့ရဲ့နဲ့ရှိတဲ့နေရာအဲ့ဒီနာမှာတအုံးအုံးတယုံယုံနေတာ အဲ့ဒီနာမျိုးတွေမရှိဘူးဆိုရင်လည်းပဲအပုတ်တွေအဆက်တွေမရှိဘူးဆိုရင်လည်းလူတွေအဲ့နေဟာမျက်စိတွေဝင်လိုက်နှာခေါင်းတွေဝင်လိုက်နားတွေဝင်လိုက်ဟာဟိုလူကဖြန်းကနေရိုက်လိုက်ဒီလူကဖြန်းကနေရိုက်လိုက်သူတို့ကဘယ်သူကမှမလိုလားအိန္ဒိယလည်းမရှိဘူးကနာလည်းပဲမငြိမ်ဘူးနောက်ပြီးတော့ရှာထားတဲ့အရာတွေကိုလည်းပဲသိမ်းစီးထားတယ်ဆိုတာသူတို့မှမရှိဘူးပြာရခတ်နေအောင်ရှာတယ်သိမ်းသိမ်းဆဲဆဲမရှိတဲ့အတွက်ဒါကြောင့် တူတူသိသိမရှိတဲ့အတွက်တာကြောင့်အနာကမျော်မှန်းချက်မရှိတဲ့အတွက်တာကြောင့်သူတို့တွေဟာရှားကမပြတ်မရငတ်ဤလေကြီးမိုးကြီးကြလို့အရေးပေါ်ကိစ္စတွေကြုံလို့ရှားစရာမရဘူးဆိုရင်ငတ်ပြီးတော့သေချာတော့တာပဲအေးအဲ့ကြောင့်မို့သရိုသားသရိုသမီးတို့ပြားကောင်လို့ပဲကျင်ကြရင်ကောင်လို့မကျင်ကြနဲ့ရင်ကောင်တွေကမကောင်းတဲ့နေရာမှာသွားပြီးတော့စူကြတယ် အေးသတို့သားအဲ့ဒါမကောင်းတဲ့နေရာမှာသွားမဆူနဲ့ဘီယာဆိုင်သွားမဆူနဲ့အရက်ဆိုင်သွားမဆူနဲ့မကောင်းလန်လို့တဲ့နေရာတွေမှာသွားမဆူနဲ့အဲ့ဒီနာကရလာတဲ့အမျိုးတွေနဲ့မှပတ်စံနေနဲ့မှကျင်းတ်ပြီးတော့နေတာမျိုးလည်းမဖြစ်စေနဲ့အဲ့ဒါမျိုးကရလာတဲ့ငွေမျိုးဟာအော်ရင်ကောင်တွေရတဲ့ပုံစံမျိုးလို့ဒီလိုနှလုံးသွင်းထားအဲ့ကြောင့်မို့ဦးစင်းကအနှစ်ချုပ်ကနေ့ဘာပြောပြခြင်းလဲမေးရင် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးခေါ်ကြားထားတဲ့ကြီးပွားရေးလမ်းညွန်ချက်တွေကကိုရထားတဲ့ပစ္စည်းကို၄ဘုံပုတ်တဘုံကိုထားနှစ်ဘုံကိုပွားနောက်ပြီးတော့နောက်တဘုံကိုတော့အရေးကြုံလာရင်သုံးဖို့တွေ့ထားလိုက်တဘုံကိုစားပါနှစ်ဘုံကိုပွားပါတဘုံကိုတော့သိမ့်ထားပေးပါ နောက်တကပြားကောင်လို့ကျင့်ပါယင်ကောင်လို့မကျင့်ပါနဲ့အဲ့တော့ယင်ကောင်လို့မကျင့်နဲ့ဆိုတာက စုစုဆောင်းဆောင်းမရှိရင်ဘဝဟာဒုက္ခရောက်တတ်တယ် ပြားကောင်လိုကျင့်ဆိုတာကစုဆောင်းထားတဲ့ပုဂ္ဂိုလ်ဟာစုဆောင်းကောင်းရင်ဘဝဟာကြီးပွားတယ်တိုတက်တယ်အမျိုးသားကရှာဖွေရမယ်အမျိုးသမီးကစုဆောင်းရမယ်အမျိုးသားကရှာဖွေနိုင်တဲ့အတွက်တာကြောင့်အဲ့ဒါခြေတုံးကလူကြီးတွေကအိမ်ဦးနတ်လို့ဒီလိုတင်စားတယ်အမျိုးသမီးတွေကအဲ့ဒီရှာဖွေထားတဲ့ပစ္စည်းနဲ့ကိုယ့်ရဲ့ဘဝရှင်သန်အောင်မိသားစုဘဝရှင်သန်အောင်သားရီသမီးတွေရဲ့ဘဝရှင်သန်အောင်တဲ့အိမ်လုံးတွေရှင်သန်အောင်လုပ်တဲ့အတွက်ဒါကြောင့်အဲ့မျိုးသမီးကိုတော့အိမ်ရှင်မလို့ဒီလိုခေါ်ပါရတယ် အမျိုးသားကလည်းပဲအိမ်ဥနတ်တပွဲဖြစ်အောင်ကြိုးစားမျိုးသမီးကလည်းမိမိအိမ်ကိုရှင်သန်အောင်ကြိုးစားဒါဆိုရင်ဘဝဟာတိုးတက်ပါလိမ့်မယ်လို့ဦးဇင်းကမင်္ဂလာစကားအနေနဲ့ပြောကြပါတယ်။ဤကဲ့သို့ဓမ္မသည်အာလုံကိုးစီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လှမ်းနိုင်ကြတဲ့မင်္ဂလာသရိုသားသရိုသမီးများဖြစ်ကြပါစေကုန်တည်း။